စာကိုကြိုးစားရအောင်စုစုရအောင်အော်မင်္ဂလာပါကျွန်တော်တို့ဒီနေ့ကျောင်းစာဖွင့်တဲ့ရက်မှာဝါဆိုလဲရဲ့မိဖက်ကျောင်းတစ်ကျောင်းဖြစ်တဲ့ကောင်းမင်္ဂလာကျောင်းကိုရောက်ရှိနေရပဲဖြစ်ပါတယ်ကျောင်းစာဖွင့်တဲ့ရက်မှာကျောင်းစာကျောင်းသူညီလေးညီမလေးတို့ရဲ့စိတ်ခံစားချက်လေးကိုကျွန်တော်တို့ချက်လောက်လိုက်မိကြည့်အောင် ဒီနေ့ကပထမဆုံးကြောင်းဖွင့်ရတော့ဘယ်လိုခံစားရလဲပျော်ပါအဲရင်းထဲမှာနည်းနည်းစိတ်လို့ရှားတယ်ပြီးတော့ဟိုပါတငယ်ချင်းနဲ့တွေ့မှာဆိုတော့ပျော်လဲပျော်တယ် great data မှာဆိုတော့အစာလောက်အောင်မယ်ဆိုတော့အစီအစဉ်ထားအောင်ကျောင်းသားရဲ့နောက်ဆုံးနှစ်ဆိုတော့အကျိုးစားရမယ်လို့ဆယ်မှာတင်ပါအဲအရင်စိတ်လို့ရှားတာပေါ့အဲအများနဲ့တက်နေကြဆိုရင်လည်းအဲ့လိုပထမဆုံးတက်တက်နေမှာဆိုတော့တော်တော်လေးစိတ်လို့ရှားတယ်တငယ်ချင်းတစ်တည်းရရမယ်အဟောင်းနည်းပြန်တွေ့ရမယ် ွဲခွာရမယ်လူလည်းရှိတယ်။အဲ့လိုပတ်သက်တွေနဲ့တွေ့ရမယ်လူလည်းရှိတယ်။ငွေစီကြောင်းပိတ်ရမှာဘာလို့လောက်ခဲ့ဖြစ်လဲ။အဲဘာမှရောမလုပ်ဖြစ်ဘူး။အိမ်မှာမိဘနဲ့ရောဝိုင်းကြည့်လို့။ကြောင်းပိတ်တဲ့တော်စင်မှာဆိုရင်အဲစာအတွက်ပတ်သက်တဲ့ဟာတွေဘာတွေလေ့လာကြည့်လဲ။ဒါလေးကြောင်းပရခီးရေသွားရေကူးကန်လို့အဲဘောလမရလို့အဲရှောက်သွားဟောလိုင်းပေါ်မှာတော့ဘာဆိုနေပါရဲ့အကြည့်ပြပါတော့အပြင်းပြေ Python language ကိုလေ့လာတယ်ဟုတ်ပါကြောင်းပရကစားလို့တော့တာဘာမှမလို့အိမ်မှာနေတာ

တောင်းတရတော့မလွင်ဘူးတောင်းတရလူရတော့ပြင်မန်းနေတောင်းတရလူရတော့ပြင်မန်းနေအမမလွင်ဘူးငွေချင်းနဲ့အရန်လွမ်းတယ်မလေးအောင်ပညာရှင်နဲ့ထမင်းစားကြရဇန်းဇန်းတော့မလွန်ဘူးဇန်းတော့မလွန်ဆန်တဲ့တန်းကိုပို့ပြီးတော့ပို့ပြီးမျောလဲနေတာပေါ့အကြောင်းပြင်းကောင်းလေဒီနှစ်အတွင်းမှာတော့ကိုယ့်ကိုယ်ကိုပညာရေးကြီးမားချက်အနေနဲ့ဘယ်လောက်ထိစူးစမ်းရမလဲလို့ဆုံးဖြတ်ထားတယ်ပေါ့ chị ai à lại nông mày mở cửa chưa tự vai sao cũng chẳng chơi rằng xin được sự do gì đi cha ná đỏ mẹ đi cha tìm mẹ lý là này gì vậy con núi nhỏ là chơi rằng đây con núi nhỏ là bắt đầu bắt đầu đi bắt đầu phải bảo phải bảo nhà máy anh đi cả rồi được ကျွန်တော်ကတော့ဝါဆိုလဲကုညီနဲ့ချောင်းနဲ့စာရဲ့ဆရာရဲ့တင်ကြားမှုတွေနဲ့ပေါင်းပြီးတော့ချက်ပါတာတော့မှန်ပါတယ်။ဝါဆိုလဲ ဂျိုဒင်ပြည်စင်အောင်ပွင့်ဝင်မှုဝါဇုံလန်းနဲ့စာနုံးနေကြပြီလားဝါဇုံလန်းမှာလေ KG ကနေ grade 12အထိအတန်းလိုက်ဘာသာစုံသင်ခန်းစာတွေကိုဝိုင်းရင်ဆရာကြီးဆရာမကြီးတွေကသင်ကြားပေးထားပြီးတဦးချင်းအနီးကပ်သင်ကြားပေးထားသလိုမျိုးလေ့လာနိုင်ပါပါမတိသေးတဲ့စာကိုပဲဖြစ်ဖြစ်နားမလည်တဲ့စာကိုပဲဖြစ်ဖြစ်အဲလွတ်သွားတဲ့စာကိုပဲဖြစ်ဖြစ်ပုံနဲ့ကနေအချိန်မရွေးထက်ခါထက်ခါလေ့လာနိုင်ပါတယ်ရှင် သင်ခန်းစာတွေကိုကြိုတင်လေ့လာဖို့အတန်းနဲ့တန်15လစာဘာသာစုံကို3250ကျပ်နဲ့ဝယ်ယူပြီးတော့ချိန်နှိမ့်တဲ့ရာသင်ခန်းတန်းကိုလည်းလက်ဆောင်ရိုက်ယူလိုက်တော့နော်။